ေးကတော့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့တောင်းဆိုထားတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ကံကောင်းစေဖို့အတွက်ပြုလုပ်ရမယ်ရည်ရည်လေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ဘဝမှာငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကိုစူးစမ်းစူးစမ်းတလောက်ဖြစ်မလာတဲ့အခါငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကြက်သေးတဲ့အခါငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့တခုခုအဆင်မပြေဖြစ်တဲ့အခါမှာပြုလုပ်မယ်ဆိုရင်ပြုလုပ်လို့ရပါတယ်။ဒါမှမဟုတ်လို့ရှိရင်ကိုယ်အိမ်မှာအမြဲတမ်း ြုလုပ်ချိန်နဲ့ပြုလုပ်လို့ရပါတယ်။ကိုယ့်ရဲ့ငွေကြေးကိစ္စတွေရှာဖွေတဲ့အခါငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာအထောက်ပံ့ကောင်းတွေအများကြီးရရှိမဲ့ရည်ရည်လေးတစ်ခုဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရည်ရည်လေးကိုစမပြောခင်ပါမိတ်ဆွေတို့ကကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို share လုပ်ပေးကြရပြင်ကျွန်တော်အကူအညီပေးပါလို့ကျွန်တော်အနေနဲ့တောင်းဆိုအပ်ပါတယ်။ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအကုန်လုံးလေးကိုယ့်ရဲ့ကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။အဲ့တော့ကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တဲ့ရည်ရည်ကကျွန်တော်စတင်ပြီးတော့ပြောကြအောင်။ အဲ့တော့အကျွေးတောင်းနေဆိုတာလေအဓိကငွေကြေးကိစ္စနဲ့ပတ်သက်ပြီးကိုချီးထားတဲ့ငွေကိုပြန်ရချင်လို့အကျွေးတောင်းတာကိုစီကငွေရောက်လာဖို့အတွက်ပါပဲအအကျွေးကြေးချင်တဲ့လူတွေကလည်းအဲကိုစီကပတ်စံရောက်လာပြီးရောက်လာတဲ့ပတ်စံကိုအကျွေးဆက်ဖို့အတွက်ပါပဲနော်အဲ့တော့ငွေကြေးကံမကောင်းပါဘူးဆိုတဲ့လူတွေကလည်းငွေကြေးရောက်ဖို့အတွက်ပြောဆိုတာပဲဖြစ်တယ်ငွေကြေးအဆင်မပြေတဲ့လူတွေကလည်းငွေကြေးရောက်ပြီးတော့အဆင်ပြေချင်လို့ပဲဖြစ်တယ်ဘလို့ပဲဖြစ်ဖြစ်ငွေကြေးဟာကိုစီကိုရောက်လာမယ်ဆိုလို့ရှိရင်ဒီခက်ခဲတွေအကုန်လုံး အဆင်ပြေသွားမယ်လို့မျှော်လင့်ပါတယ်။အဲ့ဒီအတွက်ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးလက်လာပါပွင့်လန်းဖို့အတွက်ပြုလုပ်ဖို့အတွက်လိုအပ်ပါတယ်။ဒီလိုပြုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတောင်းပေါ့တောင်းဆိုတာကတော့ကျွန်တော်တို့ကြည်ဒီဝါနဲ့ရက်ထားတဲ့တောင်းလေးရှိရလေတိတ်အကြီးမဟုတ်တလောက်လောက်လေးပဲရှိရအဲ့တော့တောင်းပြီတောင်းပေါ့နော်ပြီပြီတောင်းအဲကျွန်တော်တို့အရင်တော့ဆန်နေပါရောင်းတဲ့အခါမှာချိန်နဲ့ဆန်ပြီတောင်းစိုက်တော့ဆိုရပြီအဲ့ဒီဆန်ပြီတောင်းဖြစ်ရင်တော့ပိုကောင်းတာပေါ့နော် အဲ့ဒီတောင်းကိုကျွန်တော်တို့ဟိုမှာဝဲရဲဆိုရင်တော့ရွှေရောင်ဖြစ်မှာမဟုတ်ဘူးကိုယ့်အကိုအိမ်မှာပဲရွှေရောင်ဖြစ်အောင်တောက်လိုက်ဒါပေမဲ့တချို့လူတွေတော့အဲ့ရွှေတောင်းငွေတောင်းဆိုရောင်းတာရှိတယ်အဲ့ဒီကနေစကျွန်တော်တို့ရွှေတောင်းပဲယူမယ်ရွှေရောင်တောက်ခိုင်းတော့ဗျာရွှေရောင်တောက်ပြီးသွားတော့ဒီတောင်းတွေကရွှေရောင်ဖြစ်သွားပြီဆိုရင်အဲ့ဒီတောင်းရဲ့တဝက်ကိုအိမ်မှာစားနေတဲ့ဆန်ထည့်မယ်တောင်းရဲ့တဝက်ကိုပေါ့နော် ကြံတဲ့အပေါ်ကတဝက်ကိုတော့စားထည့်မှာဖြစ်ပါတယ်အဲ့တော့အောက်မှာဆန်အပေါ်မှာစားပါเนาะတောင်းရင်အောက်တဝက်မှာဆန်ရှိမယ်တောင်းရင်အပေါ်တဝက်မှာစားရှိမယ်ပြီးွားရင်ဖြစ်နိုင်ရယ်ဆိုရင်တော့ကျွန်တော်အကျွေစိမက်ဆီလေးတောင်းသိချင်တယ်ကျွန်တော်မြန်မာနိုင်ငံမှာတော့မက်ဆီကတော့ရှားတာတိတ်တော့မခက်ခဲဘူးဝယ်လို့လည်းရပါတယ်တစိအရင်တော့ကျွန်တော်ဝယ်နေတာတစိ300လာအခုတော့900လောက်တော့ဖြစ်ပြီးတော့ထင်တာပဲဗောနော်ဝယ်တော့ရတယ်တကယ်လို့မက်ဆီဝယ်လို့မလွယ်တဲ့နေရာတွေမှာဆိုလို့ရှိရင် အဆင်ပြေရကျွန်တော်တို့အကျွေးစီတစ်ခုခုရရဖြစ်ပါတယ်ပတ်ဆက်အကျွေးစီပြောတာเนาะတချို့ကလေး꽌ကြီးဆော့တဲ့အကျွေးစီတို့တော့ပတ်ဆက်မဟုတ်တဲ့တခြားအကျွေးစီတွေအများကြီးထွက်နေရရှိအဲ့ဒါကိုပြောတာမဟုတ်ဘူးနိုင်ငံတကာမှာသုံးဆွဲနေတဲ့ငွေကြေးတွေအကျွေးစီတစ်ခုခုရရဖြစ်ပြီးအဲ့ဒီအကျွေးစီကိုအဲ့တောင်းရဲ့အလေတဲတဲမှာရှိနေတဲ့ဒီစားအပေါ်ပဲပြောအောင်ပါเนาะအောက်မှာဆက်ရှိတယ်အပေါ်မှာစားရှိတယ်စားအပေါ်ကိုအဲ့ဒီအကျွေးစီတွေတင်းတင်းပြီးတော့ညတိုင်းညတိုင်းဖျောင်းတိုင်းတိုင်းထုံးပါ အကိုညမထုံးကျင်နဲ့မနဲ့ထုံးပါဗျာဘုရားမင်းပူဇော်တဲ့အခါမှာအဘယ်ဖြစ်ကိုဘုရားရှိခိုးတဲ့အခါမှာဖြစ်အမြောက်ဝေးတဲ့အခါမျိုးပြောင်းလိုက်မီးထုံးပြီးတော့ကျွန်တော်ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးကံကောင်းစေဖို့အတွက်ပြုလုပ်မယ်ဆိုပြုလုပ်လို့ရပါတယ်ပိုကောင်းတာတကူကတော့ဟိုဒီဒီဒီတောင်းပေါ့နော်အများအားကျွန်တော်တို့ဟိုကမလောက်နိုင်တော့ဗာလဲ အထက်ပစ္စည်းတွေမထုံနေတော့အောက်ကစမ်းလည်းမထုံနေတော့ဒီဘက်အပေါ်ကစားလည်းမထုံနေတော့အမြဲတစေတနေ့ကိုတတိုင်းတတိုင်းတတိုင်းပူစောမယ်ဒါမှမဟုတ်ကိုယ်အနေနဲ့ပို့ပြီးတော့အဆင်ပြေခြင်းလည်းဆိုရင်မနေ့တတိုင်းညတတိုင်းဖျားရှိကုန်မှအမြောက်ဝေးတဲ့အခါမှာပုံမဲ့ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်ပြုလုပ်ကြည့်ပါပြုလုပ်နိုင်တယ်ဆိုတော့ဟိုဒီဘက်ကရွှေတောင်းအောင်ငွေတောင်းအောင်နှစ်ခုလုံးနှစ်တိုင်းလုံးထွန်းနိုင်တော့ပိုကောင်းတာပေါ့နော်အဲ့တော့ဒီဘက်မှာရွှေရွှေတောင်းပါကကြတော့ကျွန်တော်တို့ဒီဆန်နဲ့စားနဲ့အောက်မှာဆန်တစ်ဝက်အပေါ်မှာ စားတဝက်ပေါ့ဒီဘက်ကငွေတောင်းမှာကြတော့အောက်ကစံတဝက်အပေါ်မှာစားတဝက်ထည့်ပြီးတော့အကျွေးစီးနှစ်စီလိုတောင်းမှာပေါ့နော်ဒီဘက်တစ်စီးဟိုဘက်တစ်စီးအဲ့အပေါ်မှာဖြောင်းနိုင်ပြီးထုံမှာအဲ့တော့ဒီဘက်ကရွှေတောင်းငွေတောင်းကိုယ့်အကောင်အဆင်ပြေလို့မျိုးလုပ်ပါတကယ်လို့ပတ်ဆက်မရှိဘူးဆိုလို့ရှိရင်တော့တစ်ခုလည်းလုပ်ရင်ရပါတယ်ကို့အနေနဲ့ပတ်ဆက်တက်နိုင်တယ်ဆိုရင်တော့နှစ်ခုလုပ်ပါဗျာအများကြီးကောင်းလာတော့မဟုတ်ပါဘူးကျွန်တော်ကမိတ်ဆွေတို့ကောင်းလာဆိုလို့ပြောတာပါပိုကောင်းတာတကူကခဏပြောရွှေတောင်းငွေတောင်းနှစ်ခုလုံးထားနိုင်တော့ပိုကောင်းတာပေါ့အဲ့ဒါဆိုမိတ်ဆွေတို့ပြုတ်လို့ကြည်ပါ ကျွန်တော်ပြောမယ်ကျွန်တော်ရည်ရည်လုပ်တဲ့အခါမှာလေအကျိုးရှိမှလုပ်ပါအကျိုးမရှိရင်ကျွန်တော်ရည်ရည်ကိုအချိန်ကုန်လူပင်မန်ပတ်စံအကုန်ကြခံပြီးမလုပ်ပါနဲ့ကျွန်တော်ဒါပုံဝင်လေးနဲ့ပြောတာပါနော်အဲ့တော့ရည်ရည်ဆိုတာလေလုပ်ပြီးွားတဲ့အခါကျရင်ကိုယ့်စီကိုကောင်းလားမကောင်းလားဆိုတာကျွန်တော်တို့သုံးသပ်ရမယ်တွေ့ကြရရည်ရည်တိုင်းကျွန်တော်တို့လုပ်လို့တော့မရဘူးအဲ့တော့ကိုယ်လုပ်တဲ့ရည်ရည်ကိုအကျိုးပြုမှုရှိလားရှိရင်ဆက်လုပ်မရှိရင်မလုပ်နဲ့အဲ့တော့ကျွန်တော်ပြောတဲ့အတိုင်းဒီတောင်းနှစ်တောင်းပေါ့နော်ရွှေတောင်းငွေတောင်းပါဘုရားတိုင်း နေတိုင်းနေတိုင်းထုံးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တလတာမှာငွေကြေးပွင့်လင်းမှုကတကယ်ရရဲ့လားကိုယ့်နေနေရောတကယ်အဆင်ပြေရဲ့လားအဆင်ပြေတယ်ဆိုရင်တော့ဆက်တော့အဆင်မပြေဘူးဆိုရင်တော့ဒါတွေကပြုလုပ်စရာမလိုတော့ပြောချင်တာရတရားတော့အကုန်လုံးအဆင်ပြေအောင်ပေးလိုက်တာပဲဒါပေမဲ့တချို့တော့ရတရားတွေနဲ့ကိုယ်နဲ့အဆင်မပြေတာတွေလည်းရှိကောင်းရှိမယ်တခြားလူတွေနဲ့အဆင်ပြေတယ်ကိုယ်နဲ့အဆင်မပြေတာလည်းရှိကောင်းရှိမယ်အဲ့တော့အဆင်ပြေတဲ့လူတွေဆက်လုပ်ပါ အဆင်မပြေတဲ့လူတွေတော့မလုပ်ပါနဲ့အဲ့တော့တက်လာတန်းနဲ့နှက်လာတန်းနဲ့လုပ်ကြည့်ပါကို့အနေနဲ့အော်မစိုးဘူးဒီရတရားလေးလောက်တာငါတော့ငွေကန်ကောင်းတာပဲငါအနေနဲ့ငွေကြီးကိစ္စနဲ့အရင်အတက်အရင်အတက်ဆိုင်ပို့ပြီးချောင်းလဲတာပဲစဖြစ်ပေါ့နော်ကို့အကိုတိုင်းတာပြီးတော့အဲကို့အတွက်ထူးခြားမှုရှိလားမရှိလားဒါကိုပြောချင်းဖြစ်ပါတယ်နော်အားလုံးပဲကိုကြီးကမှညစိတ်ချမ်းသာခြင်းနဲ့ငွေကြီးကိစ္စအများကြီးရပါစေဗျကျွန်တော်ဗီဒီယိုလေးအများကြီး share ပေးကြပါခင်ဗျโอเคတက်တာ